သိတွေအပေါ်နဲ့တွေ့တတ်တတ်တဲ့စိတ်ထမ်းတဲ့ဘဝကိုအဆုံးသတ်ပါစေ။ကောင်းရသုဂတိဘယ်လိုမှ မရောက်နိုင်။ဒီပစ္စည်းလက်လာပါရီအပေါ်နဲ့တွေ့တတ်တတ်နေတဲ့ဒီတဏ္ဍာတရားကသရဝါရီကိုအပယ်လေးပုံရောက်အောင်ပို့ဆောင်ဆွဲခေါ်တော့မှဖြစ်တယ်။ဘုရားရှင်ကသန္ဒနာဘဝရောက်ပြီးရှင်ဟံပြုလာပြီဆိုရင်မိမိဓမ္မအမွေခံယူစေခြင်းနဲ့တရားကဘာလဲ။ဘောရိဘက်ခိယတရား38ပါးပဲဖြစ်တယ်။ဘုရားရှင်ဓမ္မ ထိုဗောဓိဘက်ကြီးအတရား38ပါးဆိုတဲ့အမွေကိုခံယူတဲ့ယောက်ျားကောင်းနေအဖြစ်နဲ့သာသနာတော်မှာနေထိုင်ကြပါဒီလိုဖျားရှင်ကတိုက်တွန်းတယ်နော်။ဘာဖြစ်လို့လဲ။ဒီဗောဓိဘက်ကြီးကဓမ္မအပြား38ပါးကိုအမွေခံရယူနေတဲ့ယောက်ျားကောင်းသည်အ ਨੇ စုံသောတပတ္တိမညာဘုံညာဆိုင်တဲ့အဆင့်အထိဗောဓိဘက်ကြီးကတရားဒီနဲ့ပြည့်စုံခဲ့မယ်ဆိုရင်အပေလေးပုံမှာခွင်းလုံးကျိုးလွတ်သွားမယ်။သဂါရကမိမညာဘုံညာအဆင့်အထိဆိုင်ခဲ့မယ်ဆိုရင်ကာမစက်တဲ့ဘုံကိုဒီချိန်ပဲပြန်လာတော့ အနာဂ ामी မညံဖုန်ညာအစဉ်အထိဘောဓိမက္ခိယတရားတွေနဲ့ပြည့်စုံခဲ့မယ်ဆိုရင်ကာမစက်တဘုံကိုနောက်တဖန်ဘယ်တော့မှပြန်ပြီးတော့ဥမလှဲတော့ဘူးမြမပြည့်မှာပဲနေထိုင်ခွင့်ရှိမယ်အကြိမ်အရတ္တမညံဖုန်ညာစိုက်တည်တဲ့အောင်ဘောဓိမက္ခိယတရား38ပါးနဲ့ပြည့်စုံခဲ့မယ်ဆိုရင်တော့ဩနာတိယဒုက္ခပေကြီးမှ38ဘုံမှနာရဝဆင်းရဲ့ဒုက္ခကြီးမှဂွင်းလုံးကျွတ်လွတ်ထွက်သွားပြီအဲ့ဒီလိုသံသရာဝဆင်းရဲ့ဒုက္ခတွေမှာ အစဉ်စဉ်ကြော်လွန်လုံမြောက်သွားတဲ့38ပါးသောဗရိယခိယဓမ္မအပြားတွေကိုအမွေခံယူနေတဲ့ယောက်ျားကောင်းတွေဖြစ်စေခြင်းနဲ့မန္တရာဝစီဒုက္ခကြီးမှထုံဆောင်ကယ်တင်ပေးနိုင်တဲ့စွမ်းအားအပြည့်အဝဒီဓမ္မဒါယတာခေါ်တဲ့38ပါးသောဗရိယခိယတရားဒီမှာရှိနေပစ္စည်းလေးပါဆိုတဲ့အာမိသဒါယတာ အာမိသပစ္စည်းအမွေခံတဲ့လုပ်ငန်းကတော့မန္တရာဝစီဒုက္ခကြီးမှအပြည့်အဝထုံဆောင်ကယ်တင်ပေးနိုင်